ဂျူဝင်တက်ကခေါ်ယူဖို့စိတ်ဝင်စားလာလို့အနာဂတ်နှုတ်ခတ်လာခဲ့တဲ့ဂျက်စင်ပရိသတ်များလုံးဝမိန်အားများဘလူးလိုင်းကင်းကနေပြန်လည်ကြိုလိုက်ပါရင် ဂျက်ဆင်ကိုခေါ်ပြီးပွဲအတွက်ဂျပန်နဲ့အတင်းကလည်းကြိုးစားလာခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဖလာမင်ဂိုနဲ့ပွဲအစဉ်မှာအနီးကပ်ထိခဲ့ခြင်းကြောင့်ဂျက်ဆင်အပေါ်မှာဖိအားတွေများပြားနေပြီးချဲစီအတင်းနဲ့သူ့ရဲ့အနာဂတ်ကမေးမြားဖြစ်နေပါတယ်ဂျက်ဆင်က2023ခုနှစ်မှာဗီလာရီယဲကနေချဲစီအတင်းကိုပေါင်32တန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးချဲစီအတွက်ပြိုင်ပွဲဆုံးပွဲ80မှာ30ဂိုးသွင်းယူကာဆနက်ကိုဖန်တီးပေးခဲ့ပါတယ်နောက်နှစ်ဆက်လေး25ရာသီမှာတော့ပြိုင်ပွဲဆုံး36ပွဲမှာအတွင်းကို73ခုနဲ့6ဦးချိန်ဖန်ပြီးမှုနဲ့အသင်းရဲ့ထိပ်တန်းတိုက်စင်မှုဖြင့်ရပ်တည်ခဲ့ပေမယ့်သူ့ရဲ့အဆုံးသတ်စွမ်းရည်နဲ့စီကန်းဆိုင်ရာပြဿနာတွေက ပရိသတ်တွေနဲ့နီးပြအဖွဲ့တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။2025ခုနှစ်ဇွန်လ20ရက်နေ့က FIFA ကလပ်ကမ္ဘာပလာအုပ်စုဒီပွဲစဉ်မှာ Chelsea ဟာ Flamengo ကို3-2နဲ့ရှုံးနေခဲ့ပြီး Jensen ဟာလူစားဝင်လာပြီး၄မိနစ်အကြာမှာပြင်းထန်တဲ့ဖြတ်ထုတ်မှုကြောင့်အနီးကပ်ထိခဲ့ရပါတယ်။ဒါဟာသူ့ရဲ့နောက်ဆုံးကားပွဲမှာဒုတိယအကြိမ်အနီးကပ်ထိခဲ့တာဖြစ်ပြီးအသင်းပေါ်ထိခိုက်မှုဖြစ်စေခဲ့တယ်လို့ဝေဖန်ခံခဲ့ရပါတယ်။ ချဲစီနဲ့နျူကာဆယ်ပွဲစဉ်မှာလည်းသူဟာအနီးကပ်ထိခဲ့ပြီးဒီလိုစီကမ်းမဲမှုတွေကသူ့ရဲ့အနာဂတ်ကိုမေးမြဖြစ်စေပါရင်ချဲစီဟာချဲစင်ကိုပေါင်52တန်းဝင်းကျင်နဲ့ရောင်းချဖို့အစဉ်သင့်ဖြစ်နေတယ်လို့နမဲကျော်အားစားတဲ့နောက်ဖာဘီဆီယိုရိုမာနိုကဖော်ပြခဲ့ပါရင်ဒါ့ပြင်နောက်ထပ်တိုက်စစ်မှုတူဖြစ်တဲ့ဒီလက်ကိုပေါင်တန်း30နဲ့ခေါ်ယူထားပြီးဖြစ်တာကြောင့်ချဲစင်ရဲ့နေရာဟာပုံမုံရဲရဲလာခဲ့ပါရင် ဂျပန်နဲ့အဂျက်ဆင်ကိုခေါ်ယူဖို့စူးစမ်းစမ်းသပ်မှုတွေပြုလုပ်နေပြီသူတို့ရဲ့နေရှိတိုင်းစင်မှုဒူဆန်ဗလာဟိုဘိတ်ကိုရောင်းချဖို့စီစဉ်နေကြကြောင်းအစားတို့တိုက်စစ်မှုဒူလိုအန်နေပါရင်ဂျပန်နဲ့ကဂျက်ဆင်ရဲ့အသက်နဲ့ဆက်လေးနေနဲ့ဖွံ့ဖြိုးလာနိုင်တဲ့အလားအလာကိုတန်ဖိုးထားပြီးသူ့ကိုအသင်းရဲ့တိုက်စစ်ပိုင်းကိုအားပြေဖို့ရွေးချယ်မှုတစ်ခုဖြစ်မြင်နေပါရင်ဒါပေမဲ့ချင်းစီရဲ့ပြောင်းရွှေ့ခြေတောင်းဆိုမှုဟာဂျပန်နဲ့အကြွက်မွေးချေးပိုင်းရခက်ခဲဖြစ်နေစေတာဖြစ်လို့ဗလာဟိုဘိတ်နဲ့ဂျက်ဆင်တို့ကိုအပြန်အလှန်လဲလှယ်တဲ့ဖြစ်နိုင်ခြေကိုလည်းထည့်သွင်းစဉ်းစားနေတယ်လို့သတင်းတွေကဖော်ပြထားပါရင်ဘော်ဒါတို့ကရောဘယ်လိုမြင်မိကြလဲဂျက်ဆင်ကိုအသင်းမှာဆက်ပြီးထားတင်သေးလားပြောပေးခဲ့ကြပါဦး